ကျွန်တော်ညီမနဲ့အရက်တူတူကောင်းပါလေးတိတ်ကြည့်မရဘူးဘာလို့လဲဆိုတော့ဆိုတော့ဆရာကြီးလို့လို့ပေါ့သူတွက်မှန်းတော့ကျွန်တော်သိတွက်တွက်တယ်ပြီးတော့ item ကောင်းတယ်ဆိုတာလည်းကောင်းတယ်ကျွန်တော်အဲဆက်ဆုံဘူးကတော့မှဆက်ဆုံတော့ဘယ်လိုခံစားရလဲအခုဆက်ဆုံကျွန်တော်ကျွန်တော်စကားလည်းမပြောဘူးကြည့်လည်းမကြည့်ကြည့်လည်းမကြည့်ဘာလဲဘာလဲပေါ့ကြည့်ပါဟာဒီကောင်းလေးတွေ့ဘယ်လိုကြောက်လဲဒီဘာလဲပေါ့ဒီကောင်းလေးကျွန်တော်အဲ့လို အစတော့ဘောနော်ကျွန်တော်ကြည့်လို့ကျွန်တော်ညီမနဲ့အရက်တူတူကောင်းပါလေးတိတ်ကြည့်မရဘူးဘာလို့လဲဆိုတော့ဆရာကြီးလို့လို့ဘောနော်ဒါပေမဲ့ညီမလေးကနောက်ပိုင်းအင်တာဗျူးရှိမှကြည့်ရတဲ့ဖဲ့ပါလားဒါပေမဲ့ကျွန်တော်ညီမလေးကနောက်ပိုင်းတော့အရက်ခင်ကိုကောင်းတယ်ပြတော့ကစိတ်တဘောထားလေးကောင်းတယ်ပူညီရဲ့ဖိမရဲ့ပြီးတော့ကျွန်တော်တို့တောက်လို့လေဒီတောက်တောက်ထားလို့လေရတယ်နော်ရေပေါ့ရေတွေပါလေတောက်ကြတာကျွန်တော်ညီမလေးကသူ့ကားကြီး 就算你不爱，阿妈你不爱你不爱，记得不？都断朋友就来比。 တွတ်တယ်ပြီးတော့ item ကောင်းတယ်ဆိုတာတော့ကောင်းတယ်ဒါပေမဲ့စစုံဘူးကတော့မှစစုံတော့ဘယ်လိုခံစားရလဲအခုစစုံရင်တော့ကျွန်တော်စကားလည်းမပြောဘူးကြည်လည်းမကြည့်ဘူးကြည်လည်းမကြည့်ဘူးဟုတ်ကောင်းလေးဘာလဲပေါ်ကြည့်ပါဒီကောင်းလေးတဲ့ဘယ်လိုကြောက်လဲတဲ့ဘာလဲဗောဒီကောင်းလေးမဟုတ်ဘူးညီမလေးကကြောက်တော့လေအဲ့လိုဘယ်လိုခေါ်မလဲညီမလေးမသိရလူကြောက်ညီမလေးကနည်းနည်း introvert ဆန်နေပေါ့နော်အဲ့လိုအကိုကလည်းဆက်ဆက်ရောက်ချင်းသူကအဲ့လိုမျက်နှာတီးမျက်နှာတီးစကားမပြောတော့အော် तू လည်းမပြောဆိုငါလည်းဟိုသွားနှုတ်ဆက်တော့ပါဘူးဆိုပြီးရောပဲနင်းနေနဲ့ ပထမတပတ်လောက်ကိုအဲ့တိုင်းပဲညောက်သားတွေ့ဟုတ်တယ် ကောင်းလေးညင်ရအောင်မခင်ခင်တော့မစားဘူးကောင်းလေးညင်ရအောင်ဟုတ်ကဲ့ဘယ်ပြန်လို့လဲရှင်စားပြီးလိုက်ရှင်ဒါပေမဲ့ညီမလေးအမြဲတမ်းကိုကြီးကိုနှုတ်ဆက်ပါတယ်ကိုကြီးကိုနှုတ်ဆက်ပါတယ်ဘွားကြတော့ဒါရှင်းပါတော့ဒါပုံပေါ်လာညီမတော့အမြဲတမ်းဟိုအမြဲတမ်းမိတ်ဆက်တာပါညာအဲ့လိုနှုတ်ဆက်တာပါညာတော့ညီမကအမြဲတမ်းကိုဘက်ကနေပြီးတော့ဝယ်ခံဖြစ်ပေမဲ့ဟို conversation တစ်ခုလုပ်ဖို့ကြတော့ကိုနဲ့အရင်မသိစကားအမှားပါမှာဆိုလို့ပေါ့နော်အဲ့လိုနဲ့ပဲဟိုမပြောရင်မပြောရင်နဲ့ဟုတ်အခုတော့လည်းမပြောရဲတာမရှိတော့ပါဘူးမခင်ခင်တော့အမရဲ့ဘောသူနှုတ်ဆက်တယ် ပါတယ်ဒီလောက်ပဲပေါ့တိရဒါပေမဲ့ခင်လေးခင်ကောပြောတာပြောတာဆိုတော့ကျွန်တော်အသိစကျွန်တော်ရှိတမအားရသူ့ပဲစတယ်သူ့ပဲစတယ်ဒါပေမဲ့ပြီးခဲ့တဲ့ကားတော့နော်ဆင်းရတူတူလောက်ပဲနော်တိရကတော့သူရောကျွန်တော်ဇလန်တွဲဝင်လာဆင်းရတူတူလောက်ပဲဒါပေမဲ့ကျွန်တော်ကတစ်ခါမှသူ့ရဲ့နောက်ကမပြောင်းအောင်နော်သူပြောင်းမယ်လို့လိုက်တစ်ခါမှမပြောင်းကားက ပါတယ်တို့ဟုတ်ပါဘူးအင်ဂျီနီယာရှိရပြရမယ်အလုပ်စူးစားတဲ့လူတွေဆိုတော့ညီမနောက်ဆုံးနောက်ဆုံးမှပြန်ဟုတ်ညီမနောက်ဆုံးမှပြန်ပြောတာညီမလေးကသိရမလားအဲ့လိုအလုပ်ကိုစူးစားရတော့လေဟုတ်တယ်ဟုတ်အလုပ်ကိုအဲ့လိုစူးစားခွင့်ရတာကိုပဲဂုဏ်ယူနေရပါအဲ့သူလည်းတစ်ခါမှမကြံခဲဘူးအဲ့လိုမျိုးဟုတ်ကြည်သူနိုင်စင်းတည်တိုင်းလည်းအဲ့လိုပြက်ပြက်သွားအဲ့လိုပြီးသွားဘူးပြားတရားရမ်းလုပ်တယ်နော်ဘူရှင်လို့ရတယ်ကောင်ရှင်လို့မရဘူး။မာသူကအမြဲတမ်းညနေ၄နာရီဆိုရင်စင်းပိုင်တော့မှအောင်မောင်လေးရဲ့မောင်လေးစင်းမရိုက်ဖြစ်တော့ဘူးဆိုသူက ။ဝေးနေအောင်ကပါပြီလို့ပြန်သွားလို့ဖင်လေးလုံးတုံးလုံးတုံးတော့ကပြရတယ်ကသူ့ကိုရှိမယ်။ကျွန်တော်ညီမလေးကအများကြီးပူပြီးစော်ကြည့်ရအောင်။အော်ဆိုရင်စော်ကြည့်တာစော်ကြည့်တာဟုတ်တယ်။ကိုရဲ့ဖန်လိုက်တာကိုရဲ့။ရှုပ်ကုန်ပြီ။အေးကြည့်တာ။ကျွန်တော်ကပါလေကျွန်တော်ညီမလေးကအများကြီးပူပြီးတော့ကောင်လေးတွေသဘောကျရအောင်ကြည့်ရအောင်အမလီကျွန်တော်လာပြောခိုင်းရမော့ဖုန်းနံပါတ်ဒီတောင်း။ကိုလေးစခိုင်းနော်ဟုတ်ကဲ့ကိုကြီးကလည်းအရန်ကိုအရန်ကိုတော့လည်းဘဲကြည့်ပါတယ် ကျွန်တော်မှဆိုလဲအဲ့လိုယောက်ျားလေးဝိုင်းနေတာသူနာမှာဆိုဘယ်လိုဘယ်ကမှရှိတော့လဲပေါ့ရှမ်းသွားအဲ့လိုရောက်တာနဲ့သွားကတင်းမို့သွားအရင် location location အခန်းထဲမှာသွားအခန်းထဲမှာခုံနေအများကြီးရှိရနေရာတွေအများကြီးရှိဖြာရီလက်ခင်ခင်းတာပဲ no သွားကတင်းဟိုဝိဆိုအဲ့လိုမို့ဟောင်းဆိုမှောက်လိုက်ပြီးတော့ဟောင်းဆိုအဲ့လိုအိပ်ပျော်သွားတယ်အစပိုင်းက တိတ်ပြီးတော့မရင်နေဘူးတကယ်ခင်သွားတဲ့အချိန်မှာကိုကြီးကတကယ်တော့အဲ့လိုတော်တော်လေးစိတ်ထားလေးပြည့်ပြီးတော့လေးအဲ့လိုဘဘကြီးအဲ့လိုပြောနေနေမှာမလားမလေးမပြောခဲ့ပါဘူးပြိတ္တိမြင်နေတော့ပြိတ္တိမလေးကိုမြင်ကြရတယ်နော်သူများမပြောဒါပေမဲ့ကိုကြီးကအရန်ခင်ဖို့ကောင်းတယ်ပြောဖို့ကောင်းတယ်သူကရင်ခွင်မီရောမဟုတ်ဘူးဘာလဲကိုရင်ခွင်မီရောကိုရင်ခွင်မီတော့လုံးပါကိုကြီးရင်ခွင်မီရင်ခွင်မီရင်ခွင်မီပါဆိုအမားတို့ကကျွန်တော်ကရင်ခွင်မီ မတို့ခဏလေးဒီမလေးမိုက်ကင်တာဒီမသူ့ကိုလုံးမလို့ဒီမုံတို့ဒါအခုဆိုလဲကိုကိုကြီးကြောက်လို့ပဲတကယ်ကိုခင်မင်ပြီးရင်းနှီးလို့ပါပြတ်တက်တေရှိမှစတာနောက်တာမျက်စိနောက်ဆရာဖြစ်သွားရင်လဲတောင်းမှန်ပါတယ်အားလုံးဇလန်းတွဲထဲမှာအကိုကြီးရဲ့ညီမလှုပ်ထားဆိုညီမမှုဖြစ်နေတာပေါ့နော်အဲ့လိုမျိုးတော့မလှုပ်ထားဆိုမဗျာဒီရက်လေးနဲ့ဟာမရဲ့ ်ကြီးကိုအမလို့ပြောရင်သူကယုံကြမှာလေညီမလေးပြောချင်တာဒါမဲ့လေ character မြင်အောင်အဲ့လိုတရုပ်ဆောင်ခဲ့တော့ပေါ့နော်ထွက်လာရင်တော့ပြစ်တက်တရားအမတယောက်လိုပဲမြင်ရမှာပါဟုတ်ကဲ့ဟာတော့ character မိပါဟုတ်ကဲ့ပါအဲ့လိုအဲ့လို